အားလုံးဝင်မင်္ဂလာပါအခုဒီဗီဒီယိုမှာတော့လေဒီကိုဝင်ဆောင်တဲ့အချိန်မှာကော်ဖီတောက်လို့ရလားဆိုတော့မိကွန်းလေးအတွက်ဖြည့်ပေးတာဖြစ်ပါတယ်အဲ့တော့ရှေ့တစ်ခေါက်မှာတော့ comment reply လေးအနေနဲ့ပေါ့နော် ပြန်ပြီးတော့ဖြည့်ပေးထားရှိတယ်ဒါပေမဲ့မိကွန်းနေကထပ်ပြီးတော့မင်းနေတော့ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးနဲ့ပဲကောင်းစင်လေးတက်ပြီးတော့ထပ်ပြီးတော့ဖြည့်ပေးပါမယ်နော်အဲ့တော့ကိုဝင်ဆောင်နေအနေနဲ့ ကော်ဖီတောက်လို့ရလားဆိုတဲ့သဘောတရားမှာ limit လေးရောရှိရပါတော့။အဲကော်ဖီအရင်ကြိုက်တဲ့သူကျမ်းမို့ဆိုလဲကော်ဖီအရင်ကြိုက်တဲ့သူဒါပေမဲ့အခုကိုဝင်ရှိတဲ့အချိန်ညမှာကိုကတကူအဲ mood changes တွေဖြစ်သွားလားမသိဘူးလုံးဝကော်ဖီမတောက်ချင်တော့ဘူးပေါ့နော်။ဒါပေမဲ့တခါတလေနည်းနည်းတောက်ချင်လာရင်တော့နည်းနည်းတော့တောက်ဖြစ်တယ်။ဒါပေမဲ့မတောက်ဖြစ်တာများဒါပေမဲ့တောက်ချင်စိတ်လုံးဝမရှိတော့ဘူးပေါ့နော်။ဆိုတော့ကော်ဖီတောက်လို့ရလားဆိုတဲ့သဘောတရားမှာ သူဒီဒီကိုဝင်ဆောင်အနေနဲ့ပေါ့နော်တနေ့တာကဖိန်းဓာတ်200 mg တောက်လို့ရပါတယ်200 mg ထက်ကျော်သွားရဲ့ဆိုလို့ရှိရင်တော့ဥပဖြစ်စီရပါတော့ဥပဖြစ်စီရဆိုတာကဘိုက်ထက်ရခလေးလေးကိုလည်းအဓိကသွားပြီးတော့တက်ရောက်မှုရှိတယ်လို့ပြောရမှာပေါ့နော်ကဖိန်းဓာတ်ကခုနကပြောတဲ့200 mg ထက်ကျော်သွားပြီးကဖိန်းဓာတ်တွေအများကြီးနေပြီဆိုလို့ရှိရင်ဒီကို ဘိုက်ထဲမှာရှိနေတဲ့သတိသားလေးပေါ့နော်ခလေးလေးရဲ့ဟိုကိုလေးချိန်နှဲစီတယ်ပေါ့ပြောရမယ်ဆိုလို့ရှင်မွေးလာတဲ့အခါမှာပေါင်မပြည့်ပဲမွေးတာမျိုးဖြစ်တတ်တယ်တချို့တွေမှာဆိုရင်ဘယ်တော့တောင်ဆိုလဲဆိုတော့ကိုဝင်ဆောင်နေတဲ့အချိန်အတွင်းမှာဒီကဖိန်းတဲ့အရန်အများကြီးတောက်မိတဲ့အခါမျိုးကြတော့အဲကိုဝင်ပြက်ကြနိုင်တဲ့ နော်အလားအလာကြီးလည်းရှိတတ်တာပေါ့နော်ရှိတတ်တာဆိုတော့ဟိုကိုဝင်ရှိနေပြီဆိုတော့ဘသူကတော့ကိုဝင်ပြတ်ကြကျင်ပါလေနော်ဆိုတော့ဒါလေးကိုဂယူးဆိုင်စီကျင်ပါတယ်အဲ့တော့တစ်ဆက်တည်းမှာပဲဘာလေးအရေးကြီးလဲဆိုတော့တော်တော်များများကကော်ဖီအကြောင်းကိုပဲစဉ်းစားကြရတယ်ပေါ့နော်ကဖိန်းတက်ပါတဲ့အခြားသောတောက်စရာတွေကို မတွေးမိကြအောင်အဲကောမန့်နေမှာလည်းတွေ့ရရှေ့ရဗီဒီယိုတခုမှလည်းပြောပြခဲ့ရပေါ့နော်ကော်ဖီကိုတောက်ချင်လို့တခြားအားသာပြီးအနေနဲ့ လက်ဖက်ရည်တို့ရင်နွေးချမ်းတို့အဲချောကလက်တို့နော်အဲ့ဒါတွေကိုတောက်တယ်ဆိုတော့အမှန်တော့ကဖိန်းတဲ့ဆိုတာဒီကော်ဖီထဲမှာလည်းပါသလိုခုနကပြောတဲ့လက်ဖက်ရည်တို့နော်ချောကလက်တို့ energy drink တွေတို့ soft drink တွေကိုသားတွေအစားရှိတဲ့ဖြစ်ပေါ့နော်ဒါရီထဲမှာလည်းကဖိန်းတဲ့ဆိုတာပါနေတာဖြစ်တဲ့အတွက်ကြောင့်ကိုကတော့ကော်ဖီမတောက်ဘူးမှန်တယ်ကလေးလေးထိခိုက်မှာဆိုလို့ကော်ဖီလုံးဝမတောက်ဘူးဒါပေမဲ့လက်ဖက်ရည်တွေတောက်နေမယ်ချောကလက်တွေစားနေမယ်နော် ပြီးတော့တခြား energy drink တွေ soft drink တွေတောက်နေမှာဆိုရင်တော့ဘာမှမထူးပါဘူးလို့ပြောချင်ပါတယ်။တခုရှိတာကတော့ဗာလဲဆိုတော့ coffee ထဲမှာပါတဲ့ caffeine တက်ကတော့အခြားထဲမှာပါတဲ့ caffeine တက်ထက်တော့ပိုများတာပေါ့နော်။ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့အတွက်ကြောင့်မလို့ coffee ကိုပဲအဓိကတော်တော်များများကသတိထားမိတာဖြစ်ပါလိမ့်မယ်နော်။ဒါလေးကိုဂယူးဆိုင်စီချင်တာပါ။ဆိုတော့200 mg ထက်မကျော်ဘူးဆိုလို့ရှိရင်မေမေတို့အနေနဲ့တောက်လို့ရပါတယ်တခါလေကြိုက်ကော်ဖီတောက်ခြင်းစဉ်အရန်ပြင်းပြနေတဲ့အချိန်တွေမေမေတို့ရှိမှာပါအဲ့အတွက်ကြောင့်မို့လို့ဒီ စိတ်ကလေးကိုပေါ့နော်စိတ်ကလေးကိုဟိုရန်ကြီးမတင်ထားပဲနဲ့တနေ့ကို200 mg ထက်မကျော်စီပဲနဲ့တောက်သုံးလို့ရပါတယ်တခုရှိတာလေအဲဗာလေးလေးပြောချင်တယ်ဆိုဒီနေရာမှာရင်းနှွေးချမ်းရင်းနှွေးချမ်း green tea တွေ herbal tea တွေရင်းနှွေးချမ်းကြိုက်တဲ့သူတွေရှိလိမ့်မယ်နော်ရင်းနှွေးချမ်းကလည်းအကယ်၍တောက်မယ်ဆိုလို့ရှိရင်သူကလည်းပြောရရင် tea ဆိုတာကတော့လက်ဖက်ချောင်းနဲ့လေလက်ဖက်ချောင်းနဲ့ဆိုတော့သူ့စီမှာလေကက်ဖိန်းတက်ကလည်းပါနေပြန်ရောဆိုတော့အကယ်၍ရင်နွေးချင်းတောက်မယ်ဆိုလို့ရှိရင်တနေ့ကို၄ခွက်ထက်မကျော်စီပဲနဲ့တောက်သုံးပါလို့ ဟိုအကုန်လုံးကအကြံပြုတယ်ပေါ့နော်ဆိုတော့ဒါလေးကိုလည်း view size စီချင်ပါတယ်အဲ့တော့ coffee တစ်မျိုးတည်းမဟုတ်ဘဲနဲ့လက်ဖက်ရည်တောက်တာပဲဖြစ်ဖြစ် chocolate အရည်တောက်တာပဲဖြစ် chocolate စားတာပဲဖြစ်ဖြစ် energy drink တွေတောက်တာပဲဖြစ် soft drink ကိုလာတွေတောက်တာပဲဖြစ်ဖြစ်ခုနကပြောတဲ့ရင်နွေးခြင်းဖြစ်ဖြစ်သူ့ရဲ့ limit လေးနဲ့တောက်ပေးမယ်ဆိုရင်မမေတို့အတွက်စိတ်ချရပါတယ်လို့ပြောချင်ပါတယ်နော်ကျေးဇူးတင်ပါတယ် bye bye